တအလင်ငါကျဲဖုန်းကြီးကိုပြောချင်တာဟင်ဖုန်းကြီးကိုပြောချင်တာဝမ်ဘလို့ဖုန်းကြီးလဲဆိုတော့ဟောလေဇက်ထဲမှာဟိုပတ်လုံးကြီးတဲ့ဇက်ဖုန်းကြီးဥတော်ပိတာကိုပြောချင်တာပတ်လုံးကြီးတဲ့နဲ့ဇက်ဖုန်းကြီးဆိုတာသိလားဟောလေဇက်တွေထဲမှာလေပတ်လေးတီးလိုက်ပြီးကိုယ်နဲ့သင်္ကန်းချုပ်ပြီးတော့ ဟိုဟာယဟန်အနေနဲ့သေယုတ်ဆောင်ရမယ်ဆိုလို့ရှိရင်တခါသင်္ကန်းလေးခြုံပြီးတော့ယဟန်ဝတ်ကလေးနဲ့သေယုတ်ဆောင်လိုက်အဲအဲ့လိုမျိုးပြီးလို့ရှိရင်ပတ်ကလေးပြန်တီးလိုက်ဆိုတော့ဟိုပေါ့ပတ်လုံးတီးရဲ့ဇက်ဖုံးကြီးဖုံးကြီးတုဥတော်ပိသားကိုပြောတာပြောချင်တာဥတော်ပိသားဒီအရင်ကတည်းကဟိုတက်မတော်စော်ကားတယ်တက်မတော်အမျိုးမျိုးဆဲတယ်ဒါပေမဲ့တပည့်တော်ကလူကိုပြောတဲ့အတွက်ကြောင့်တပည့်တော်နဲ့မဆိုင်ဘူးတပည့်တော်ကဟိုဘယ်လိုခေါ်မလဲသူ့ဟာသူ့ဒါသူ့ခံစားနေတဲ့သူဆဲတာဆိုတပည့်တော်ကဝင်လည်းမပါဘူးနေလိုက်တယ် ်အခုကကျတော့အရင်ကတီရကူဆရာတော်ဖရားယူဆဲတယ်နွားနဲ့နှိုင်းတယ်ပလိစံဘောင်းစုံနဲ့နှိုင်းတယ်ဟုတ်တယ်နော်ပလိစံဘောင်းစုံနဲ့နှိုင်းတယ်နွားနဲ့နှိုင်းတယ်ဟုတ်ပြီဒါပေမဲ့အဲ့လိုမျိုးတွေစော်ကားတာတွေကများနေပြီအခုကကျတော့ဆရာတော်ဦးစေကိန်းနာကိုဟိုနှုတ်နဲ့စော်ကားအောင်မအကဘူးလက်သီးနဲ့ထိုးမယ်တို့ဘာတို့ဆရာဟိုကဦးစင်းအဲ့လိုတွေဖြစ်လာပြီဦးစင်းတော်တော်မတ်ရိုင်းလာလို့ ဗုဒ္ဓဘာသာထေကြီးဝါကြီးဆရာတော်တန်ဃာတော်တွေဥစဉ်တော်တော်စော်ကားနေပြီဥစဉ်စော်ကားတာဥစဉ်နောက်မှာ background ရှိရဆိုပြီးတော့ဥစဉ်ကစော်ကားနေတာเนาะဥစဉ်စော်ကားတဲ့အတွက်ကြောင့်မို့ဥစဉ်ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တယ်အမေဒေါ်အောင်ဆန်းစုကြည်ကိုချစ်တယ်မလားအမေဒေါ်အောင်ဆန်းစုကြည်လည်းတိတ်ခါကြတယ်ဒီလိုထေကြီးဝါကြီးကိုစော်ကားတဲ့တန်ဃာငါ့ဟိုဟာဒေါ်အောင်ဆန်းစုကြည်ကိုဝင်းရံမှာလားဆိုတော့တည်သူတွေကလည်းသိသွားလို့ရှင်လဲဟိုဟာဒေါ်အောင်ဆန်းစုကြည်အမေဒေါ်အောင်ဆန်းစုကြည်လည်းတိတ်ခါကြတယ်ပြီးတော့ဥစဉ်ကို ဟိုចောင်းសောက်ပြီးတဲ့ကိုကိုွယ်နေတဲ့မိုင်းတိုင်းဝင်ကြီးချုပ်သူလည်းသိခါကြတယ်အဲ့ဒါတော့ဟိုပါလေဟိုဥစင်းတို့အရင်လေဟိုစစ်တပ်က66ခန်းနဲ့ဆွဲပါတော့လားဥစင်းကိုဆွဲတဲ့အချိန်မှာဥစင်းဥစင်းကစစ်တပ်ကိုအမျိုးမျိုးဆဲဆိုပြီးတယ်ပုတ်ခတ်ပြီးတယ်ဟိုအမျိုးမျိုးပေါ်လိုင်းမွန်နေလော်ဘီတွေလုတ်ပြီးတယ်အဲ့ဒီမှာစစ်တပ်က66ခန်းနဲ့ဆွဲလိုက်တယ်ဆွဲလိုက်တဲ့အချိန်မှာဥစင်းအတွဲအဆွဲနေတဲ့အချိန်တော့တွင်းမှာပဲပေါ့နော်ဥစင်းအတွဲမန်လေးတိုင်းဝင်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုတိုင်ကိုတိုင်ပေါ့နော်အဲ့ရဲ့မန်လေးတိုင်းပသိမ်ကြီးမြို့နယ်ကြာနီကန်ရွာကြာနီကန်ရဲကင်းဘေးနားလေးမှာမြမဆစ်ဂရုနာဖောင်ဒေးရှင်းမွတ်စလင်အသင်းကနေပြီးတော့ဥစဉ်ကိုမြေလူတယ်အဲ့ဒီမြေသည်တဧကကို3300တောင်တန်တယ်ဥစဉ်အဲ့ဒါကိုမွတ်စလင်အသင်းကလှူတယ်မန်လေးတိုင်းဝင်ကြီးချုပ်ဥဇော်မြင့်မောင်ကိုတိုင်ဥစဉ်ကို လာပြီးတော့လိုက်ပြီးတော့ပနက်ရိုက်ပြီးတယ်လုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေတခြားတခြားသောလူတွေဟိုပါပေါ့လူပုပ်ကိုတွေကိုဖိတ်ခေါ်ပြီးတော့ဥစဉ်ကိုအလှခံပြီးတော့အဲ့ညာသိန်းညာလောက်ရတယ်ဥစဉ် line ပေါ်မှာတင်ထားတာတွေ့တယ်အဲ့ညာသိန်းညာကျော်လောက်ရတာဥစဉ်ကိုယ်တိုင် line ပေါ်မှာတင်ထားတာဥစဉ်နောက်မှာအဲ့လို background တွေရှိတယ်ဆိုပြီးတော့ဥစဉ်ကဟိုဟိုကြံတဲ့သူတွေကိုဟိုဥစားလောက်တာဟိုကြံတဲ့သူတွေကိုစော်ကားတာတစ်ခုဥစဉ်ကအခုဆရာတော်တန်ဃာတော်ထေကြီးဝါကြီးတန်ဃာတော်တွေလည်းစော်ကားလာပြီ ။နောက်ပြကြတော့စော်ကားတာနှုတ်နဲ့စော်ကားအောင်မကဘူးလက်သေးနဲ့ထိုးမယ်ပါညာပါလာပြီ။ပြီးတော့ဦးသေးရဲ့အကောင့်ဟိုပို့တင်ထားတဲ့မန်ထဲမှာလည်းဦးသေးဟိုတယောက်ကဟိုဟိုဘာလို့တပိတ်နဲ့ကောက်ထုတ်လိုက်မလားဆိုဦးသေးကတပိတ်နဲ့မထုတ်ဘူးဘာနဲ့ထုတ်မယ်ညာမဲ့ထုတ်မယ်အဲ့လိုဒီကိုကိုထိလိုက်အောင်မယိုင်းလာတဲ့အစ်င့်နေဦးသေးရှိလာပြီ။ဦးစင်းအနေနဲ့နောက်ခံ background ကောင်းနေဆိုပြီးတော့ဦးစင်းဟိုဦးစင်းနိုင်နေတယ်ဆိုပြီးရှောက်လို့လို့မရဘူးဦးစင်းတက်မလို့နေတော့အမှုပတ်လက်ခံလိုက်ရတာဆိုဦးစင်းနိုင်နေလို့ဦးစင်းထင်းနေတာထင်းနေတာเนาะဦးစင်း ဟိုဟာနိုင်တယ်လို့ထင်နေတာနိုင်တယ်လို့ထင်နေပြီးတော့ဦးဇင်းဟိုထေကြီးဝါကြီးဆရာတော်ကြီးတို့တအားပြစ်မာနေပြီအရှင်စာစေကိန်းကအခုကိုဗစ်ကိုဗစ်ကာလမှာအကြောင်းကြီးဆောက်အကြောင်းကြီးမှာနော်ဟိုလာတဲ့ဟိုကွာရန်တင်းဝင်တဲ့သူတွေအကုန်လုံးလိုလေသေးမရှိစောင့်ရှောက်ပေးတာတခြားအဲ့ဒီမှာဟိုဝေဘာကီဆေးုံမှာမီးဆက်လိုတယ်ဆိုမီးဆက်ကိုတင်းချောင်ချီလူပေးတာအဲဦးစေကိန်းကပြည်သူအကျိုးပြုလုပ်ငန်းလုပ်တယ်ပြည်သူတွေအတွက်ကိုအလုပ်လုပ်ပေးတယ်ဆရာတော်မှာပြည်တော်ကူဆရာတော်ကြီးမှာသခိုင်းတောင်လို့မှာ လူပေါင်း၄သိန်းလောက်ကိုမျက်စိစေးအောင်မှာမျက်စိအလကားဝဲစိတ်ပေးတယ်။နောက်ပြီးကျတော့ဟောဒီမှာအခုလက်ထိစကိုင်းတောင်တို့တစ်ခုလုံးရေအလှတော်ဆရာတော်ဖျားကြီးလုံနေတာ။ဥစဉ်အဲ့လိုမျိုးဆရာတော်ကြီးအဲ့ဆရာတော်ကြီးရဲ့ညူမုံလောက်ချီမုံလောက်အမုံလေးတစ်ခုလောက်တောင်ပြည်သူကိုအကျိုးပြုပူတာ။ဆရာတော်ကြီးတွေကိုဥစဉ်စော်ကားနေအောင် ဥစဉ်ကတော့မန်တက်ပြီးတော့အရန်ကိုမတ်ရိုင်းပြီးတော့ဟိုမန်တက်ပြီးအရန်မတ်ရိုင်းလာတာဘာလို့လဲဆိုစစ်တပ်ကအမှုကိုပတ်လက်လိုက်တဲ့အချိန်မှာဥစဉ်ဂျိုကြွားလာတာစစ်တပ်နဲ့ဖြစ်တဲ့အမှုဒါပေမဲ့အဲ့ဒါဥစဉ်ကဥစဉ်ကိုဥစဉ်အဲ့အမှုကိုနိုင်တယ်လို့ထင်နေတာအမှန်တကယ်အဲ့အမှုကဥစဉ်နိုင်တာမဟုတ်ဘူးတရားဥပဒေဘဒုလက်ထဲမှာရှိရယ်ဘဒုကအုတ်ချုပ်နေတရားဥပဒေတရားရဲ့မနိုင်ဘလို့တိန်းဆောင်နေဆိုတော့စစ်တပ်ကဥစဉ်ကိုမူတူတော့ပပလေးပုတ်ပြသွားတာဥစဉ်အစင်လောက်ကိုလေဟိုဥစဉ်လိုမျိုးသင်္ကန်းခြုံထားတဲ့ဥစဉ်အစင်လောက်ကို ်ထောင်မကြသွားလို့စစ်တပ်ကဘာမှဖြစ်မသွားဘူးစစ်တပ်အတွက်ဘာမှမနစ်နာမှုမရှိသွားဘူးဒါပေမဲ့ဦးစင်းအမှုဖြစ်နေတော်တယ်မှာအော်စီကိုရောက်နေပါပါညာဆိုပြီးဦးစင်းလိုင်းပေါ်မှာပုံနေတင်ပြီးတော့အောင်းနိုင်သူသူရဲကောင်းကြီးလုံနေတဲ့အချိန်မှာအဲ့ဒါအဲ့ဒီအချိန်မှာဒီလောက်အမှုဖြစ်နေတဲ့တရားခံကိုနိုင်ငံသားတွေအမှုချင်းတစ်ချင်းချင်းသွားနေတဲ့တရားခံကိုနိုင်ငံရခြားခရီးကိုဘယ်သူကဖွင့်ပြချက်နဲ့သွားတာလဲဦးစင်းတရားရေးမှန်တိုင်းတရားဥပဒေရဲ့အထက်မှာဘယ်သူရှိသလဲနောက်ရဒီလိုမျိုး အမှုခင်းဖြစ်နေတဲ့စစ်စစ်တပ်နဲ့အမှုခင်းဖြစ်နေတဲ့ယဟန်တပားကိုမှာသိန်း2000 3000တန်နဲ့မြေလှူတယ်။အခုဟိုပါတော့စောက်ပေးထားမန်တိုင်းဝင်းကြီးချုပ်ကိုတိုင်းပနဲ့ရိုက်ပေးတယ်။အခုစောက်ထားပါတယ်အာစီတိုက်တွေ၄၅လုံးအဲ့မှာပထမတော့အဲ့မှာဟိုလေးပါတော့ဟိုပါတော့ ကြောက်စာတိုင်းလိုကြောက်စာကြီးအကြီးကြီးနဲ့မန်ဟိုကမြန်မာဟိုကဘာလို့ဆွတ်မြန်မာကရုဏာဖောင်ဒေးရှင်းကနေပြီးမွတ်စလင်အသင်းကနေပြီးလှူဒန်းမာသည်ဆိုစိုင်းပုတ်ကြီးရေးထားတာအခုအဲ့စိုင်းပုတ်ကြီးဖြိုထားတာဟိုကရက်ပိုင်းမရှိသေးတဲ့ဦးစင်အဲ့စိုင်းပုတ်ကြီးကိုဖျောက်ပလိုက်တာရက်ပိုင်းမရှိသေးတယ်ဒီလိုတော့အကုန်သိတယ်အဲပြောချင်တာဦးစင်မမတ်ရိုင်းနဲ့ဦးစင်ဖာသာဦးစင်လူပုတ်ကိုမကလို့စစ်တက်ဆဲဆဲဘလူဆဲဆဲကြိုက်တယ်လို့ဆဲဦးစင်ရဲ့နောက်ကအထောက်ပံ့နေဘလို့ပဲရှိရှိ ဥဒင်းလှုပ်ချင်ရလို့ဒါပေမဲ့ထေကြီးဝါကြီးဆရာတော်ကြီးတွေကိုမပြစ်မားနဲ့မစော်ကားနဲ့ဥဒင်းကနှုတ်နဲ့စော်ကားအောင်မကောက်အခုလက်ကိုထိလက်ရောက်လက်တွေနဲ့လက်သီးနဲ့ထိုးမယ်ပါညာအဆင့်ကိုပါလာပြီဥဒင်းကဟိုပါဘာတော့ဟိုကိုယ့်ရဲ့အမိခိုးရှိနေတော့တော်တရားပါတော့အမိခိုးမရှိရင်ဥဒင်းအသေးဆုံးနဲ့သေသွားလိမ့်မယ်ပြည်သူတွေကမကျေနပ်ကြဘူးဥဒင်းကိုမကျေနပ်တဲ့သူတော်တော်များနေပြီအဲ့ဒါဥဒင်းသိအောင်ပြောပြတာနော် ငါစစ်တပ်ကိုတော့ငါဟိုဘာလို့ဟိုနိုင်ရထားတာပဲဆိုတဲ့ပုံစံနဲ့ဥစဉ်အဲ့ကလေးကမန်တက်နေတာအဲ့မန်တက်တာလေဥစဉ်ရိုက်ချိုးခံရမယ်တရက်ကြာရင်တက်လာဥစဉ်အဲ့ဒါဥစဉ်အမိခိုမရှိတော့တဲ့နေ့ကြလို့ရှိရင်ဥစဉ်သေသွုံးနဲ့သေသွားလိမ့်မယ်နည်းနည်းကြည့်ပြီးတော့နေတက်ပြီးတော့မန်မတက်နဲ့ဗုဒ္ဓဘာသာဘုံကြီးတပားဖြစ်ပြီးတော့အခုချိန်ထိပရိယတ်တိလည်းမသိပရိပတ်တိလည်းမသိလိုင်းပေါ်ကနေပြီးတော့ဥစဉ်ဥသောပိတရေးလိုက်လို့ဆိုပြီးတော့၅ပါးတိလားစဖို့တပုတ်လည်းမဖတ်ဘူးနော်စော်ကားတာဟိုကကိုကဖြစ်ဘာအဆင်မှမရှိဘူး ကိုကဖြင့်ဟိုဘီးဝင်သားဖွယ်လေးတောင်မရဘဲနဲ့ဘီးဝင်သားရေစော်ကားရဲ့အလင်္ကာရရေစော်ကားတယ်ဟိုဘာဘာတော့ထေကြီးဝါကြီးရေစော်ကားတယ်ဦးစင်စော်ကားရဲ့တအားများနေပြီအခုလက်ပါပါလာပြီအဲ့ကြောင့်မို့ဟိုဟာတပည့်တော်တွေကတော့ဟိုဆရာတော်တွေရဲ့တပည့်တကားအရင်မဟုတ်ပေမဲ့ဗုဒ္ဓဘာသာတန်ဃာတော်တွေရဲ့တန်ဃာတွေရဲ့အထိတ်ဟိုဟာအဆုံးမအောက်မှာနေလာတဲ့ဗုဒ္ဓဘာသာပြည်သူတယောက်မြန်မာပြည်သူတယောက်အနေနဲ့ဦးစင်းကိုဒါစပြီးတော့ဟိုနောက်ကိုအဲ့လိုမပြောဖို့သတိပေးတာ ဦးစင်းဖာသာဦးစင်း background ကြီးဘလောက်ကြီးပဲကောင်းနေကောင်းနေတိတ်ပြီးတော့ဂျိုမကြွဘူးမမတ်ရိုင်းတော့ဘူးယဟန်ကယဟန်နဲ့တူအောင်နေဘူးအဲ့ဒါကိုပြောပြတာအဲ့ဒါကိုပြောချင်တာဒါပဲဒီထက်ပိုပြောရင်ဒေါသကြီးထွက်လာတော့မှအဲ့ဒါကြောင့်မို့ဒါပဲတော်ပြီဒါနဲ့